မင်္ဂလာပါရှင်ဇွန်လ19ရက်ကျတာပဒီနေ့ကင်ထရဝတီ time တင်ဌာနရဲ့ရုပ်တံတင်ကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့မှာနားဆင်ရမှာကတော့ဖုတ်ဘောခုမြင့်နေအတွင်မှာအရေးကြီးလူနာလွဲပြောင်းပေးနိုင်ဖို့အရေးပေါ်ကသစီလိုအပ်နေတယ်ဆိုတဲ့တင်တက်ရှင်နောရန်ကုန်ကလင်းရန်ကုန်ကဖွက်လက်ထားတဲ့အခမဲ့ဈေးခန်းမှာတနေ့အတွင်လူနာ3000ကျော်ကိုဈေးကူတာမှုဆောင်ရွက်ပေးနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းဆွရှောင်းမိသားစုတစုနေထိုင်တဲ့ တဲအိမ်မီလောင်ပြကြသွားပြီးစားဝတ်နေရေးအတွက်အကူအညီတွေလိုအပ်နေတယ်ဆိုရက်သတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါ။ Greeny ပြည်ချန်းကလာအုပ်ချုပ်ရေးကောင်စီကဖွဲ့စည်းထားတဲ့မြို့နယ်16မြို့နယ်ထဲဖုတ်ဘော်ခွမြို့နယ်အတွင်းမှာအရေးကြီးလူနာတွေကိုလွှဲပြောင်းပေးနိုင်ဖို့အရေးပေါ်ကားသီးလိုအပ်တယ်လို့ဖုတ်ဘော်ခွမြို့နယ်ဂျမရီဦးစီးအရာရှိဒေါ်ကျူလက်ကကန်ဒရော့ဝတီ time ကိုပြောပါရယ်။ မြို့နယ်အတွင်းမှာဆီခန်းတွေရှိပေမဲ့အသေးစားကျန်းမာရေးဆောက်ရှောက်မှုတွေကိုသာပြုလုပ်ပေးနိုင်ပြီးအရေးကြီးလူနာတွေကိုဆေးရုံလွှဲပြောင်းရတဲ့အခါကားရှာဖွေရတာငားရန်ရတာကြောင့်အချိန်ပိုကြံ့ကြာမှုတွေရှိနေတာပါအရေးပေါ်ကားမရှိတာအပြင်လမ်းပန်းဆက်တွယ်ရေးခက်ခဲတာကြောင့်အရေးကြီးလူနာတွေအသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်ဖုတ်ဘောခုမြင့်နဲ့အတွင်းမှာတော့ဒေလဂျိုတုခု နန်းဖဲစတဲ့အုပ်စုကြီး၃စုရှိပြီးစစ်ဘေးရှောင်အပါအဝင်ဂျင်းရခန်စုစုပေါင်းလူဦးရေ၈000ကျော်ရှိပါတယ်။တမြို့နယ်လုံးမှာတိုက်နယ်ဆေးရုံမရှိသေးသလိုအသေးစားခွဲစိတ်ကုသပေးနိုင်တဲ့ဆရာဝန်ထားရှိနိုင်ဖို့ကိုလည်းဒေသခံတွေကတောင်းဆိုမှုတွေရှိနေပါတယ်။ဖို့ဖို့ခုမြို့နယ်အတွင်းကဂျေးရပေါင်း23ရွာရှိပြီးဆေးခဲပေါင်း9လုံးရှိတယ်လို့သိရပါဗျ။ဒီမွန်ဆွေမြို့နယ်အနောက်ဘက်ချန်တနီယာမှာတက်ရှင်တော်ရန်ကုန် လင်းရံကုံကဖွလစ်ထားတဲ့အခမဲ့ဈေးခန်းတနစ်ပြအခမ်းအနားကိုဒီကနေ့ဇွန်လ19ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ကလင်းရံကုံကနေဒေသခံတွေနဲ့စစ်ဘေးရှောင်လူထုတွေအတွက်အခမဲ့ဈေးခန်းကိုဖွလစ်ပေးထားတာဖြစ်ပြီးတနစ်အတွင်လူနာဦးရေ3000ကျော်ကိုကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအခမဲ့ဈေးခန်းမှာကိုပိုင်ဆရာဝန်မရှိပေမဲ့ Greenie ပြည်တွင်းဈေးရုံအသီးသီးကဆရာဝန်တွေ CDM ကျမရေးဆရာဆရာမတွေကနေပြီး အလဲကျလာရောက်ကျမရေးဆောက်ရှောက်မှုတွေပေးနေတာပါအဲ့ဒီစေခံကနေအေးပေါ်လူနာတွေကိုစေခံကနေတဆင့်ဈေးရုံကိုထက်ဆက်လွဲပြောင်းတာအပြင်နယ်လက်ကွင်းစေကုသမှုတွေကိုလည်းဆောင်ရွက်ပေးနေပါတယ်ကလင်းရကုံဟာဂရင်းနီပြည်တွင်းဆစ်ရှောင်းလူထုတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနေတဲ့အဖွဲ့ဖြစ်တဲ့အပြင်ကျမရေးပညာရေးကဏ္ဍတွေမှာကူညီဆောင်ရွက်ပေးနေတာပါ ဒီကနေ့မှာတော့အခမဲ့စေခံတနစ်ပြည့်ခန်းနာနဲ့အတူနိုင်ငံတော်ကောင်းဆောင်ဒေါက်အောင်ဆန်းစုကြည်ရဲ့နေ့80ပြည့်မွေးနေ့ကိုဂုဏ်ပြုပြီးကိတ်ခွဲတဲ့အစီအစဉ်ကိုလည်းပြုလုပ်သွားခဲ့ပါတယ်။ Fine Community ရှစ်ချံကဆစ်ဆောင်စခန်းတစ်ခုမှာပြီးခဲ့တဲ့ဇွန်လ16ရက်ည8:00နာရီခွဲအချိန်ဆစ်ဆောင်တဲ့အိမ်တလုံးမိလောက်ပြကြခဲ့ပါတယ်။ဖျောင်းတိုင်မီထွန်ရကနေအိမ်ရှင်ကတခြားအိမ်ကိုသွားရောက်လဲပတ်နေချိန်မိကုဆက်လောင်ကျွမ်းသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ မိလောင်မှုအတွင်းမှာတော့တဲအိတ်အပြင်ဆိုင်ကယ်ဆန်စားတောက်ကုန်တွေအိမ်အသုံးဆောင်ပစ္စည်းတွေအိမ်ထောင်စုစည်းရင်မှတ်ပုံတင်တွေနဲ့ငွေကြေးတချို့စားတဲ့မိသားစုပိုင်ဆိုင်မှုတွေအားလုံးမိလောင်ကျွမ်းသွားခဲ့တာပါအဲ့ဒီမိသားစုအတွက်လက်ရှိမှာတော့စာမွနေရဖြည့်ရှင်းနိုင်ဖို့အကူအညီတွေလိုအပ်နေပြီးကူညီပေးနိုင်မယ့်အလူရှင်တွေကိုကူညီစေလိုတယ်လို့ဆိုပါရယ်တဲအိမ်မိလောင်ပြကြသွားတဲ့မိသားစုမှာတော့ မိသားစုဝေး3ဦးရှိတယ်လို့သိရပါတယ်။ကန်ဒရောဝတီထမ်းမြေရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအဒီအပေါင်းကကင်းဝင်ကြပါစေရှင်။ကျမမောင်ညာမှာပါ။